မင်္ဂလာပါနှင့်ပြည့်စုံကြပါစေရှင်။ဆရာတုံဒရာဝင်းချောင်းရေးသားတော်မူသောစိတ်မှန်သောဗုဒ္ဓသာသနာစာအုပ်ရဲ့အပိုင်းဆက်လေးကိုဆက်လက်မျှဝေပါမယ်ရှင်။လမ်းဖြောင်းလမ်းသာ ရှိနေပါလေ။ကရဏကာရဏမနတိဇာနာတိတိမနုတ်သောအကြောင်းဟုတ်သည် မဟုတ်သည်ကိုသိတတ်သောကြောင့်လူအတ္တနာထံမနာတိဇာနာတိမနုတ်သော အကျိုးရှိသည်မရှိသည်ကိုသိတတ်သောကြောင့်လူမနောဥဒ္ဒနံဧတေတန္တိမနုတောပြန့်ပြောထက်မြက်သောစိတ်ရှိသောကြောင့်လူဟုခေါ်ပါ၏သုပရိကျွန်းသာကျွန်ုပ်တို့လူသားများသည်ရဲရင်သည့်နေရာတတိရှိသည့်နေရာမြင့်မြတ်သည့်အကျင့်ကိုကျင့်သုံးသည့်နေရာ၌နတ်ဒီဝါများထက်သာလွန်ကြောင်း တတဝါတဝကတိဌာနတုံနဝကအင်္ဂုထို၌မြတ်စွာဘုရားဟောကြားတော်မူသည် လေရှူပေါက်ဖောက်ခြင်းတေသူဤဝိညာဉ်စင်းရန်အိမ်၌ဇတိတဘောလေကားလှုပ်ခြင်းစသည်များလားစွာသောမှားရင်ချစ်ချော်ဒိန်းဆောင်တိန်ဆောင်မှုတို့သည်ဖျားမျက်စွာဤဒေသနာတော်နှင့်မိတို့များမအပ်ဆက်ပါပေအမားကြလင် အမှန်ဖြစ်၍အမိုက်ကားစပြတ်သက်မီးလောင်တတ်သည်ကိုတည်မူရ၏ ကွယ်လွန်ခြင်းကိစ္စနှင့်ပတ်သက်၍အမရပူရမဟာကန်းနာယုံစီရတော်အရှင်စနဂါဘိဝင်သာပြုစုတော်မူသော ကိုကျင့်ဘိဓမ္မာကျမ်းစာ၌အောက်ပါအတိုင်းရှင်းလင်းဖော်ပြထားပါ၏တဘဝမှတဘဝသို့ပြောင်းရွှေ့ရ၌တတတဒိဋ္ဌိနှင့်ဥစ္စေဒဒိဋ္ဌိနှစ်မျိုးလုံးမှလုတ်ကင်း၍တမာဒိဋ္ဌိအယူဖြစ်အောင်တည်ထားရမည်ထိုဒိဋ္ဌိနှစ်မျိုးတွင်ဘဝဟောင်းယုံနံခန္ဓာအိမ်၌အသက်ကောင်လေးရှိ၏ ထိုအသက်ကောင်းကလေးသည်ပင်ခန္ဓာအိမ်အသည့်လဲကဘဝသည့်ပြောင်းရွှေ့၏ဖြစ်ဟူသောအယူသည်တတရဒိဋ္ဌိတည်းတတရမပြတ်မဆဲအသက်ကောင်းကလေးမြဤဟူ၍ဒိဋ္ဌိယူမှခြင်းဘဝဟောင်းကယုံနံအလုံးသည်သူတို့ထင်သောအသက်ကောင်းနှင့်အတူဘဝသည်၌လုံးဝအဆက်ဆက်မရှိတော့တတဝါတကောင်းသေးလင်ဘဝဟောင်းကအရာဝိထုတွေအလုံးပြည့်စဲ၏ ဘဝသည်၌ထာဝရဘုရားရှင်ဖန်ဆင်းမှုကြောင့်အခြားတတဝါတယောက်သာအသည့်ဖြစ်တယ်လင်ဖြစ်ရ၏ဟုသောအယူသည်အုတ်စေရာဒိဋ္ဌိမိအုတ်စေရာတဘဝတုံးလင်တဘဝ၏ယုံနံတွင်အလုံးပြည့်၏ နောက်ထပ်ဆက်သွယ်ခြင်းမရှိဒိဋ္ဌိယူမှခြင်းတတ္တဝါတို့၏အဝိဇ္ဇာတဏှာကံတရားသုံးပါးသည်ဘဝသည်၌ဖြစ်ဖို့ရာအချုပ်အခြားသည်သေဂာနိ၌အဝိဇ္ဇာသည်ဘဝသည်၌ယုံနံခန္ဓာအပြစ်ကို မမြင်အောင်ဖုံးထား၏ တဏကထိုဘဝတေကိုတမတ်ခင်မင်းလျက်ရှိ မကောင်းဆိုးဝါကြောင်းမဖွဲဂရိနမိတ်ထင်လာစေကမူထိုနမိတ်တို့မှ လွတ်လပ်သောဘဝကိုရှားလိမ့်မည်ထင်၏ထိုသို့အဝိဇ္ဇာဖုံးနာသည်ဖြင့်အပြစ်မမြင်နိုင်မဲတဏကညှကိုင်းဆွဲလင်းရာဘဝတင်း၌ကံဆွမ်းကြောင်းပတိတရေဟုခေါ်သောယုံနံတရားများ ရှေးဥစွာစတည်မိကြလေ၏ ဓမယန်သည်2002ခုနှစ်ဇန်နဝါရီလဆရာတော်များဤပွင့်လင်းစွာဆွေးနွေးခြင်းမှတ်ချက်များတစုံတစ်ခုကိုချေချေမြင့်မြင့်သိရန်စူးစမ်းရှာဖွေခြင်းကိုသူတေသနာပြုသည်ဟုအဘိဓမ္မာ၌ဖွင့်ဆိုပါသည် ခေလူငယ်တို့ဤခေအမြင်ခေတွေးသည် သူရေတနာနယ်ပေသို့ချင်းနှင်းလျက်ရှိပါ၏ဤအခါဖြစ်စဉ်ဖြစ်ရတို့ကိုတင်းလျောသော အကြောင်းဖြစ်ဤမဖြစ်ဤနီးလန်းကြဤမကြဤယုံနိုင်ဖွယ်ရှိဤမရှိဤတဘာဝကြဤမကြဤစသည့်ယုတ်တိယုတ်တံများဖြင့်ရှုမြင်ကြတော့၏ထိုမှတဖန်တိုးတက်၍ဖျားမျက်စွာဤဝိပဇဝါရဆိုင်ယာခွဲခြင်းစိတ်ဖျားခြင်း ဝေဖန်ဆန်းစစ်ခြင်းတို့နှင့်အတူဉာဏ်ကိုဉာဏ်ဖြန့်က အမှန်တရားထံသို့တူရှုပြုကြရပြီတော့မည်ထို့ကြောင့်မျိုးဆက်သည့်လူငယ်များ အတွေ့အမြင်နှင့်ဝိပဿနာဉာဏ်ထက်သန်စေရန်ရည်ရွယ်၍ကျန်းတဲ့အကျော်ဆရာတော်ကြီးများဤပွင့်လင်းသော ဝေဖန်ဆန်းစစ်မှုများကို မျှဝေတင်ပြမည်ဖြစ်ပါ၏မြတ်စွာဘုရား၏အရတ်တော် မြတ်စွာဘုရား၏အရတ်တော်အဆုံးဖြတ်ကို မဟာကန္နာယုံစီရတော်အရှင်သန္တကဘိဝင်သား၏ပွင့်လင်းသောဆွေးနွေးချက်ကိုမှတ်ချက်ပြုတင်ပြပါမည်။ဘုရားရှင်၏အရတ်တော်ကိုဗုဒ္ဓဝင်ပါဠိတော်ကြီး၌တောလတဟထုဘေဒ16ထောင်ဟုဆို၏။များစွာသောအထကရာတို့၌အထာရတဟထုဘေဒ ဆရှိတံဟုဆို၏သုံးမဟာဝါတီကာ၌ဓဝတ္တဟထောဆနတ်တောင်မြင်ဟုအပရိဝါရရှိ၏ဆရှိတံယူသူတို့ကဘေဝါရကိုအတီးပြုကြသည်နိဆရှိတံဟုသည်တော်တော်မြင့်သောအိမ်ဤခေါမိုးလောက်ရှိ၏ထိုအတိုင်းမှန်လင်ဖျားရှင်ကို စွမ်းလောင်းလိုသောလေစွမ်းလောင်းလိုသောအခါလေကားထောင်လျက်အတော်မြင့်အောင်တက်၍လောင်ကြရပေလိမ့်မည်ထောက်ထားလျက် မဲဖြူစုကြုံနေမြင့်တုံမှတ်ကုံပြချောက်ပါဟူသောအပြည့်တို့တွင် မြင်လွန်းသောအပြည့်ရှိရာ၏စင်စစ်ကဖျားရှင်၏အရတ်တော်သည် မနှိမ်မမြင့်အစဉ်သင်းရုံသာအကယ်၍၁၈တောင်မြတ်အရတ်တော်မြင့်နေလင်တကိုးကြီးမှာပေါ့ကွာအရတ်တော်ကြီးကနေတော်မှမဟုတ်ဖဲလူသားစစ်စစ် ဟုတ်ချင်မှလည်းဟုတ်မှဟု ပြောစရာဖြစ်ပေလိမ့်မည်မဟာဗရာဏသုတ်တီကား ထို့အပြင်အရတော်ဆက်ရှိတောင်ရှိနေလင်ကိုလုံးတော်ပမာဏဤရှေးပိုင်းထက်ဝက်မှာပင်၄000ခန်းရှိရ၏ထို့မြကြီးကျယ်ခဲ့သော ယခုကာလမိမများထက် အလွန်မကြီးမားသောမိဖုရားများနှင့်အတူသီနံစံတော်မူလိုလို့မှတင်းတော်ပါမိလားဤနေရာ၌တကိုးတော်ဟု ဆိုကြဦးမိလားဖျားပြမအရတော်မြင်သွားသည် လူတို့ကတော့သူလိုကိုလိုပါပဲဟု ဆိုပြန်အံ့ ဖျားဖြစ်ပြီးမှလည်းထူးခြား၍မမြင်ပါဖျားဖြစ်ပြီးမကြမီပင်ဥပက တကယ်တွန်းကြီးနှင့် လန်ခီးမှတွေ့ဘူး၏ဥပကကတပ်ပေသောယဟန်တပါဟုသာမှတ်တင်လေ၏မေစီမပန္နာတာပါဠိတော်ရာဇဝတ်ဗောဓိယာဇကုမာရသုတ် မာဂဏီမီသောပုံနာသည်တမိချောအတွက်တမလိုက်ရှာရာဖျားရှင်ကို တွေ့လေ၏အကွယ်၍တမိနှင့်အရွယ်အရက်ချင်းအလွန်အမင်းကွာခြားရဲ့နေလင်းတမဖန်းဖို့မမှန်တန်ရန်ဓမ္မပဒအထကထာတမဝတိဝိထု ပရိနိဗ္ဗာန်စံပြီးတော့စံတော်မူပြီးသည့်နောက်ဗန္ဓုလစေတူကြီးကတော်မလိကာသည်သူစင်မြဲနေကြဖြစ်သော မဟာလတာတစားဖြင့်အလောင်းတော်ကို ပူဇော်လျာဥကောင်းတော်မှ ခြေဖြားတိုင်အောင် ဖုံးလွှမ်းနိုင်သည်ဟု မဟာပရိနိဗ္ဗာန်တုတ်အထကရာဆိုသည်ဆက်ရှိတောင်ဖြစ်ရမှန်လင်းထိုတန်စားသည် အလောင်းတော်၏ကိုယ်လုံးကိုမဖုံးနိုင်ရန်ယတနာကုန်၏ကျမ်းစာအရှင်စနကဘိဝင်သာ မဟာကန္နာယော တိတ်တဆိတ်တော်ထွက်ခြင်းမဟုတ် ထမှန်တင်ပြမိမှာဖျားလောင်းတိတ်ထရမင်းသားတော်ထွက်တော်မူခြင်းသည်တိတ်တဆိတ်မဟုတ်ကြောင်းအရှင်သူနန္ဒဆရာတော်ကအောက်ပါအတိုင်းဝင်လင်းစွာဆွေးနွေးတင်ပြခဲ့ပါသည်သိတ္တသမင်းသားအားယဟန်ဘဝဝင်ရောက်ပြီးတောထွက်တရားရှာဖွေခြင်းသုံးခြင်းကို ခမဲတော်တာကိယသုတ်တော်ဒနမဟာယာဇာနှင့်မယဆွေမျိုးတို့ကသဘောမတူသည်မှာပိတကတ်တွင် ထင်ရှား၏ ခမဲတော်နှင့်သားများဆွေမျိုးများမသိအောင်ညအချိန်၌တိတ်တိတ်ဆိတ်တောထွက်သည်ဆိုသောအကြောင်းတွင်ပြီးတကတ်တွင် မလာရှိချေမိဘများသဘောမတူကန့်ကွက်တားမြစ်ငိုယိုစဉ်ပင်တောထွက်ရဟန်းပြုခဲ့ကြောင်းသာပြီးတကတ်လာရှိသည်မဟာသစ္စကသုံးမဇ္ဈိမနိကေနှင့်သင်္ကာရဝသုံးမဟာဘောဓိရာဇကုမာရသုံးနှင့် အခြားသုံးများတွင် 在我看来，表面的淡定、疲于刚说，满脑的食品安全，都把他们压得别生得皮。 အရွယ်ကောင်းသောထိုးငါသည် မလိုလားအပ်သော အမိဖာတို့မျက်ရည်ယိုစီးလျက်ငိုကြွေးကုန်စဉ်ဆံမုတ်စိတ်ကိုပယ်ပြီးလင်ဖန်ရည်ဆိုးသောအဝိတ္တုကိုဝိ၍လူပေါင်းမှ ထွက်ခွာ၍ယဟန်ပေါင်း၌ယဟန်ပြုခဲ့၏ဤသို့ဗုဒ္ဓကိုယ်တိုင် ဟောကြားသောဒေသနာများသည်ပိဋကတ်တို့တွင်အတော်များများ ပါရှိလေသည် တုတ်တံပိတကတ်တော်လာ တောထွက်ယဟန်ပြုခန်းသည် အထခရာတို့တွင်လာသောဖျားလောင်းတောထွက်ခန်းနှင့်မတူချေစင်စစ်ဖျားလောင်းသည်တုတ်တံပိတကတ်လာစကားများအရာတောထွက်ကြောင်းသာဖြစ်တရား၏ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒတွေးမြင်ယူဆမှု ပထမတွင်အထကရာတိက၌မပါမရှိယခုတဖန်တပိယံဆရာတော်အရှင်ညာနေတရာဤဓာတုဝိပဇ္ဇနာတုတ်တံ ဆရာတော်ကျန်းစာအုံးမဆရာတော်ဤဝင်လင်းသည့်ဟောပြောမှုကိုမှတ်ချက်ပြု တင်ပြပါမည်။ဒီနေရာမှာဖုန်ကြီးတို့တခုပြောရမယ်။ခြေဖျားနဲ့နင်းထားတယ်ဆိုတဲ့စကားသည်ဖုန်ကြီးတို့အထက်ကရနဲ့တီကာမှာမပါပါဘူး။သာသာသာဓုဝင်ကျမ်းကဆိုတဲ့စကားအနာဂံပုံနာကဖះရှင်ကိုယ်တော်မြတ်ရဲ့ဆွဲတော်ကိုခြေပြားနဲ့နင်းထားတယ်ဆိုတာကိုဖုန်ကြီးတို့ပြိဋ္ဌကတော်ဘယ်လိုသဘောကျမလဲတော့မသိဘူး ဖုန်ကြီးကတော့စာကြည့်ပြီးမကြိုက်ပဲဖြစ်နေတယ်။အော်ဖះရရဲ့ဆွဲတော်ကိုများ ခြေပြားနဲ့နင်းထားရတဲ့လား။မိသွေးခဲတဲ့အသားလေးထိုးထည့်ပြီးတော့ပြာလေးပါလေးလဲဖုံးထားလဲဖြစ်တာပဲ။ဓာတုဝိပဇသုတ်တန်တရားတော်ရှင်လေးပါသေးလေးပါတဖန်စီရတော်အရှင်ရာဟုလာက ရှင်လေးပါသေးလေးပါကြောင်းနှင့်ဆက်ဆက်၍အောက်ပါအတိုင်းပွင့်လင်းစွာဆွေးနွေးပါသည် ်ရင်အထက်ပါ ရှင်လေးပါသေလေးပါမှမိသည့်ပိဋကကျမ်းငယ်များမှမလာပဲရှေးခေတ်ကပေါ်ခဲ့သောဖျားရှိခိုးအမျိုးမျိုးစာအုပ်တွင် တွေ့ရဘူးသည်မိသူကစတင်တီထွင်လိုက်သည်ဟုလက်သေးတိကျမရှိပဲမြမဗုဒ္ဓဘာသာဝင်များတွင်သူအယူအဆတစ်မျိုးရောင်းနေသည်မှာဝန်းနေဖွယ်ရာ ကောင်းလှပါသည် ယဟန္တာပုဂ္ဂိုလ်များ၏ဂုဏ်တော်ဗုဒ္ဓ၏တရားတော်များကိုမှမထောက်ထင်ရှားကိုဖန်တီးကြသည်မှာဗုဒ္ဓဘာသာဝင်များအဖို့ကောင်းသောလက္ခဏာကမဟုတ်ချေပိဋကတ်တော်လာစိတ်တကိုးနှင့်အကြအမြင်ပထမအကျင့်စာဦးမှမဟာယာနတို့၏ဖန်တီးမှုစီရတော်အရှင်ပြင်ဉ္ဇနာဘိဝင်သပထမကျော်ဓမ္မစရိယဘီရေကလည်း ခေယဝါဒဗုဒ္ဓဘာသာတွင် ရှင်ဥပဂုတ်အဟုတ်မရှိကြောင်းအောက်ပါအတိုင်းပွင့်လင်းစွာ ဆွေးနွေးထားပါသည်ယခုအခါမြမပြည်အရရ၌အကြီးအကျယ်ဖောင်ဖွဲ့ကရှင်ဥပဂုတ်ကိုရေမျောကြကုန်၏အ ਨੇ စုံမိုးမရွာရန်ရှင်ဥပဂုတ်အားပူဇော်ပါသားကြကုန်၏ ဤသို့အလုံးမရှိအလုံရှာကအလုံးအဖိုးထိုက်တန်သည့်အချိန်နှင့်လူအင်အားငွေအားတို့ကို ဖြုံတီးနေမှုသည်ယခုခေတ်အခါ၌မလိုက်ရောတော့ပေစင်စစ်အားဖြင့်ရှင်ဥပဂုတ်သည် မဟာယာနဗုဒ္ဓဘာသာမှ လုံးဝဖန်တီးပေးလိုက်သော အရာဖြစ်ဟန်လက္ခဏာရှိပေ၏။စင်ကြယ်သောဗုဒ္ဓဘာသာ ပထမအကျင့်အရှင်ပြင်းကျင်းနာပြီးဝင်သောပထမကျော်ဓမ္မစရိယာ BE ကျန်းတက်အကျော်ဆရာတော်ကြီးများဤပွင့်လင်းသောဝေဖန်ဆန်းစစ်မှုများကြံရှိပါသေး၏ထို့အပြင်လူပညာရှိကြီးများဤဘာသာရေးနှင့်ဆက်နွယ်သည့်ပွင့်လင်းသောဝေဖန်ဆန်းစစ်မှုများလည်းရှိပါသေး၏ထို့ဝေဖန်ဆန်းစစ်မှုများကိုမျိုးဆက်သည့်လူငယ်များများစွာလေးလာသင်ပါ၏ ထို့သောလေလာမှသာလျှင်ဖျားမျက်စွာဤထေရဝါဒသဘောတရားသည်တဘာဝတရားနှင့်မဆက်ခြင်းကြောင့်သိဗ္ဗံဤပညာတို့ဤရှည်သွားဖြစ်ကြောင်းသစ္စာတရားဤလမ်းကြောင်းလမ်းမှန်ဖြစ်ကြောင်းများကိုထဲထဲဝင်ဝင်သိမြင်မိဖြစ်ပါတော့ဤဓမ္မယတနာ2002ခုနှစ်ဧပြီလမိစ္ဆာများနှင့် ကားခုံခြင်း မီယိုဖလာအတွင်းအပြင်38မိနစ်ဆိုဒီမှာအမှန်တကယ်ရှိပါသလား၎င်း38မိနစ်များကို ကိုယ်ွယ်စည်းကဲ့သင့်ပါသလားကိုယ်ွယ်စည်းကဲ့၍အကျိုးစီးပွားများရနိုင်မရနိုင်38မိနစ်ကို လူသားကပူကဲ့ဝင်ရောက်၍နက်ကချင်း နဟောချင်းများသည်လည်းအမှန်တကယ်ဟုတ်ပါသလားအစားရှိသည့်မေးမြန်းဆွေးနွေးမှုများကို အခါများစွာ ကြုံတွေ့ခဲ့ရဘူးပေသည် ထို့သောမေမြန်ဆွေနှံသူတို့မှာဗုဒ္ဓဘာသာဝင်အပါဘာသာဝင် အသီးသီးမှစူးစမ်းဆင်ခြင်လေးရှိသော မျိုးဆက်သစ်လူငယ်များဖြစ်ကြပါသည်ယနေ့20ခုနှစ်20ရာစုနှစ်နောက်ပိုင်းကာလတွင် မျိုးဆက်သည့်လူငယ်များဤကိုယ်ခွေယုံကြည်မှုနှင့်သက်ဆိုင်ရာစူးစမ်းစစ်ဆေးမှုဉာဏ်ရည်ဉာဏ်သွေးကို ချိုးနှိမ်ဖိနှိပ်မှုမပြူးမိကြစေရန် အမားကိုအမှန်အမှန်ကို အမားဟုလမ်းညွှန်မှု တိန်ချောရိမ့်ရိုင်မသွားစေရန်မတိတီကိုအတိလုံ၍ဆရာကြီးရောင်ရောင်ဖြည်းပြန်းပြီးဝိလေချောင်ပဲ့မပြောမိကြစေရန်တတိကြကြထားရပေလိမ့်မည်သောစူဇန်စစ်စေးမှုဉာဏ်ရည်ဉာဏ်သွေးကို ရှင်သင်တိုးသက်ထမ်းမြက်သည်ထမ်းမြက်လာစေရန်တွန်းအားများ ပေးသင့်ပေသည်။ သက်သေးသာရကများအကြောင်းကျိုးတရားများပြီးတကယ်တော်အကိုအထောက်များဖြင့်တတ်နိုင်သည်များရှင်းလင်းဖြေကြကြရမှာယနေ့ လူကြီးများဤဘာသာသာသနာတော်အတွက်အဓိကကြသောတာဝန်ဖြစ်ပေသည်နဟုသည်နာထကိုကိုရာဟုသောဝဟာရမစင်သက်လာသည်ဟု သူတေသည် အချို့ကအဆိုပြုကြ၏။နဲ့၃မျိုး၃စားရှိပါသည်။၎င်းတို့မှာဝိတုဒ္ဓိနဲ့ ဥပပတိနဲ့သမုဒိနဲ့တို့ဖြစ်ကြပါသည်ဝိသုဒ္ဓိနဲ့မှာဖရာပစ္စေကဗုဒ္ဓယဟန္တာတို့ကိုဆိုလိုသည် ဥပပတိနဲ့မှာနတ်ပြည်ဗြဟ္မပြည်မှာနတ်ဗြဟ္မာတို့ကိုဆိုလိုသည်သမုဒိနဲ့မင်းမှာသမုဒိနဲ့မှာမင်းစာသည့်အုတ်ချုပ်သူလူတန်းစားကို ဆိုလိုပါသည်နတ်ကိုကွယ်မှုသည်ကဘာဦးလူတို့နှင့် မရှိမနှောင်းပေါ်ပေါက်ခဲ့သည်ဟုပညာရှင်တို့ခံမှန်းခဲ့ကြ၏ ထိုကဘာဥလူသားသည်အသည့်အလိမ်မှာပညာအရာတွင်ကောင်းစွာဖွံ့ဖြိုးမှု မရှိသေးကြောင်းလူတိုင်းလောက်အောင်ပင် သဘောပေါက်ထားကြသည်ထိုကြောင့်ပင်၎င်း၏ပတ်ဝန်းကျင်ရှိသစ်ပင်တောတောင်မြေချောင်းအင်းအိုင်ရေလေနေမိုးစသည့်သဘာဝပစ္စည်းများကိုဝိညာဉ်ရှိသည်ဟု ထင်မှန်မှားကုန်ကြ၏ ထိုတဘာဝတရားသည် လူတို့၏ကောင်းကျိုးဆိုပြတို့ကို ဖန်တီးနိုင်စွမ်းရှိသည်သူတို့နှစ်လိုလင်ကောင်းကျိုးကို ဖန်တီး၍မနှစ်လိုလင်အပြည့်စည်ပြုတတ်သည်ဟုယုံကြည်ဆွဲလန်းကြကုန်၏။တဘာဝတရားကို ကိုးကွယ်စည်းကဲ့လေးမြတ်ပြုကြသည်မှနှစ်ကိုးကွယ်ခြင်းကိုအစပြုခဲ့ကြပေသည်။ဗုဒ္ဓဖျားရှင်သည်ဓမ္မပဒဂါရာတရား88တွင် ကြာရင်ထိုင်လန်းကုန်သောများစွာသောလူတို့သည် တောင်တို့ကို၎င်းတော်တို့ကို၎င်းအရန်တို့ကို၎င်းအဓိကရအသစ်ပင်နှင့်ဇေဒီနကွန်တို့ကို၎င်းကိုးကွယ်ကြ၏ဟုဖော်မိန်တော်မူခဲ့ပါပေသည် မိယောဖလာ38မိနစ်ဟူသည်အကယ်၍အမှန်တကယ်ရှိပါကလည်း၎င်းနှင့်ဆိုသူတို့သည်ဝိနိပါတိကပိဋ္ဌာအတူရာဏမြသာဖြစ်ကြောင်းပညာရှင်များစွာတို့ရှင်းလင်းပြခဲ့ကြပြီးဖြစ်ပေသည်ဝိနိပါတိကပိဋ္ဌာမျိုးသည်တောတောင်မြေချောင်းတုတ်တန်ဆသောနေရာများတွင်အခြေမဲ့နေမဲ့နေထိုင်ကြလေသည်လူတို့စွန့်ပစ်ထားသောအပုပ်အသူမစင်းအငင်းအကြီး သားစိန်ငါးစိန်များကိုဆင်းရဲပင်မန်းစွာရှာဖွေစားတောက်ကြရသည်ဟုပိဋကတ်ကျမ်းစာများတွင်လေးလာတွေ့ရှိရနိုင်သည်မိယိုဖလာနတ်ဆိုသူတို့သေဆုံးခြင်းမှလည်းသေခြင်းမကောင်းပဲဆိုရစွာအစိမ့်သည်အစမ်းသည်သေကြရပေသည်ကြာမွေမိစိတ်တစကွမ်းမြတ်ခြင်းအဖျားဘိန်အရက်နူနာအစာရှိသည့်ဥပိ္ပေဒကံဖြစ်တာတေကြရပေသည် နတ်မိစားများဖြစ်ကြောင်းခွဲခြားခဲ့ကြကြသည်ထားရန်လိုအပ်ပေသည် အတွင်ပြင်38မိနစ်အရေအတွက်သတ်မှတ်ခြင်းမှာလဲဗုဒ္ဓဘာသာကျမ်းစာမဟာတမယတုအာနာရာယီယသုတ်တို့တွင်နမင်းကြီး9ပါးနဆေသူကြီး28ပါးပေါင်း38ပါး၏အရေအတွက်စီရင်ကို အတူယူ၍ရေတွက်ကြလေသည် မြန်မာနိုင်ငံတွင် အနောယထာမေမတိုင်ခင်နှစ်ပေါင်း၄၀၀ခန်းကပင်မဟာယာနဗုဒ္ဓဘာသာနှင့်ပြမနာဘာသာတို့ရောက်ရှိနေပြီဟုပညာရှိများခံမှန်းကြပေသည်မဟာယာနဗုဒ္ဓဘာသာမှဖျားရှင်များသည်ထာဝရတည်မြဲကြောင်းနှင့်ဗောဓိသက်ခေါ်အလောင်းတော်များမှလည်းသိပြီးလင်းနတ်ဖြစ်ကြောင်းယုံကြည်ကြသည် ထိုအယူဆနှင့်ဗြမဏဘာသာတို့သည် စင်တူနေပေသည် မဟာယာနန္တရမဟာယာနတန္တရဝါရခိုင်းဝင်အရေးကြီးယဟန်တို့ ဖုံးမိနေလာတောက်၍လွှမ်းမိုးလာရမှငိုးွယ်ခြင်းသည်ထွန်ကားလာပေသည်ဗုဒ္ဓောမေတ္တရဏေအဉ္ဉဏ္ဏတိဖျားရှင်သည်ငါဤကိုယ်ွယ်အားထားရပါသည် ဖျားမတပါတော့ကိုကိုွဲအားထရာဟူ၍ငါဖို့၌မရှိပါဟူသောစကားရနှင့်အညီဤနကွဲွယ်ချင်းသည်တရဏဂုံသုံးပါဤအနှောက်အယှက်တရဏဂုံပျက်စီးစေတတ်သောအယူမှမိစ္ဆာဝါဒီတို့ဤအလုတ်ဖြစ်၍အသက်ကိုယူ၍ရစ်ပူစောခြင်းအယံမူရစ်တောက်စားခြင်းသူတပါးသားများပြမခြင်း အစာရှိသည့်ကြီးလေသော မကောင်းမှုတို့တိုးပွားရာဖြစ်ကြောင်းလောကအကျိုးတန်တရားကျိုးကိုပျက်စီးစေတဲ့ကြောင်းအသည်ရှိတတိရှိရပေမည်မြမသမိုင်းမြမနိုင်ငံသမိုင်းတွင်မိယိုဖလာ38မင်းနကိုးွယ်မှုကိုနှိမ်နှင်းရ၌ထင်ရှားသောမင်းဧကရေများမှအနောယထာမင်းသော406 439သည် ရှေးဦးကြသည်ဟုဆိုနိုင်၏ ၎င်းမတိုင်းမီကထုလုတ်ကိုကဲကိုးွယ်ခဲ့ကြတော့ဖျားမဟုတ်နမ်းမဟုတ်ယုံများနေအချားနှယုံများကိုစူဝေးစေပြီးအဆောက်အုံတစ်ခုတွင်သွေးသွင်း၍ပိတ်လောင်ထားသည်ဖြင့်နတ်လောင်ချောင်းဟုယခုတိုင်ပကံဒေတာတွင် ခေါ်တွင်နေကြလေသည် အနော်ယထာပြီးလင်နကိုးွယ်မှုကို အကြီးအကျယ်ထင်ရှားထီထီရောက်ရောက်နေကိုဖြိုဖြက်သောမင်းမှာဟန်သာဝရီဆင်ယူရှင်ခေါ်မရင်နောင်မင်း 912 943ခုနှစ်ဖြစ်ပါသည် ထိုမင်းလက်ထက်မတိုင်မီကနှင်းစင်မဟာဂေရီနအားထိုကာလကကျွဲဖြူနွားဖြူစိတ်ဖြူဝဲဖြူများစွာတက်၍တောသေးရက်နှင့်တင်မပူဇော်ကိုးကွယ်သည့်အလေးထားရှိနေခဲ့ကြသည်လူတို့သည်တောက်စားမှု၏ကျန်းတန်းရန်ကားကြသည်ဖြင့်ဘရင်တော်သည်မင်းမင်းဖြင့်နှိမ်နှင်းတားမြစ်ဖြည့်ဆည်းခဲ့ရပေသည် တဖန်အင်းဝါခေအနောက်ဘက်လွန်မင်းတရား969 968လက်ထက်တွင်ဒကြိမ်နဂိုးခွေချင်းကိုဖျက်ဆီးတားမြစ်ခဲ့သည် အင်းဝါနောက်ဆုံးမင်းဟန်တာဝရီမင်း1095 1133လက်ထက်တွင်လည်းနဂိုးနေအိမ်တို့ကိုတိမ့်နှုတ်ဖြည့်ဆည်းခဲ့ပေသည်အရှင်မဟာသီလဝန္တအရှင်မဟာရထသာရ စိန်နာကျော်သူဥောအစာရှိသည်ကျော်စောထင်ရှားခဲ့သောယဟန်ပညာရှိ လူပညာရှိ စာဆိုပညာရှင်များကလည်းမိယိုဖလား38မင်းများကို မကိုးကွယ်မစည်းကဲကြရန်ဆုံးမသွန်သင်တော်မူခဲ့ပါ၏ရှင်မဟာတိလဝင်သား၏တံဝေကခန့်ပြိုမှစာသားအနှန်းငယ်မှာကာလရှိလျာလူငနွားတို့ကြီးမားယုံမာနမိတ်စာကို ဟိုးလာဘွားဖက်မြေသားဆက်၍မပြတ်ခုတိုင်းနက်ခရိုင်နှင့်ပန်းခိုင်းရေအိုးဆဲဆောင်ဖြိုး၍မြေနိုးနှစ်သက်အနက်အနီတလီခေါင်းပေါင်းကားချေပွဲလန်းအခန့်အနား နထိန်များနှင့်တောက်စားဟေအောတကြောကြောနှင့် မောင်းတော်ရှင်ချစ်နတ်တန်ပြည့်၍မူးယင်မှိုင်းဝေ အထွေထွေလင်းလူမြေလက်ရွာနမိတ်စာကိုကဲသားထင်မဲ့သဘောကဲ့၍နဲလူပြတ်မှတတ္တဝါကိုကံသာအရင်ပြုဖန်စင်းဟုယူလင်းလက်စွာယခုမှကချမ်းသာစင်းရဲ့နက်ခပဲသည် ပေမြဲတို့မှထင်မဲ့ရသည်မိษาယူမိယူမသည်ဟူ၍ဖြစ်၏အထဘာပညာရှင်စာဆိုများမင်းဧကရိများ၏နဂိုးွယ်ချင်းကိုဆုံးမသွန်သင်ခဲ့ကြတော်လဲမိယိုးဖလာ38မိနစ်တို့သည်လုံးဝပြောက်ွယ်မသွားကြပေလူ၏ယုံကြည်ဆဲလမ်းမှုစိတ်သက်သည့်လော်၏လော်လယ်ဖောက်ပြားမှုသည် ထိတ်လန့်ဖွယ်ကောင်းလာပေသည် 38မိနစ်ကိုလူသားကအပူကဲဝင်ရောက်၍နက်ကချင်း နဟောချင်းလှုပ်ရမှလဲအမှန်စစ်စစ်စိတ်အားငယ်တဲ့သူစိတ်စိတ်စိတ်တဲ့အင်အားမြမြင်မသူများသာဖြစ်ကြောင်း သူတွေသည်ပညာရှင်များကဖော်ထုတ်ကြပေသည် အကယ်၍ရှင်းအောင်အဆက်၍ဒိဋ္ဌိဒိဋ္ဌိမျက်မှန်မျက်မှန်မျက်မြင်ဒိဋ္ဌအားဖြင့်နဂနာပွဲတပွဲတွင် လူဤစိတ်အာယုံကို တိန်ညွတ်ရိမ့်ရိုင်လာစေသည့်ဆွေအများကိုတတိပြုကြည့်ရပါတော့မည်။၎င်းတို့မှာတစ်ဖျားရှင်ပါဝင်ရွှေချသောသောနတ်ယုတ်ကြီးများနတ်ယုတ်ငယ်များကိုစင်ပေါ်တွင် အစင်းစင်ပြသထားခြင်း။အဆောင်အယောင်အဝိတန်းစားခေါင်းစည်းရင်စည်းကြောင်အင်းကြီးတောင်းရှိပစိုးများဆင်မြန်းထားခြင်း။ပန်းဆံများပန်းစည်းများရေမွေးများသေရေသရက်များကို စိတ်အာယုံကိုညှို့ထားခြင်း 把文件嘛，几手都免意，免让网民写乱批评。名 နဲကကရနိုင်လေကာကြိုးကာကွက်စီစနေကြနိုင်မလို့ပဲထင်သလိုကာခုံနိုင်ခြင်းအဒီအမုတ်အဆူစားသည့်နဆိုင်နရိုးတံများကလည်းမြူးချွား၍အပြင်းစားတီးခွက်များဖြင့်လူဤစိတ်ကိုလှုပ်ရှားစေ သွေးချောက်စေခြောက်ချားစေခြင်းစသော အချက်များသည်နဝင်တည်းဤစိတ်အင်အားကို ထူးခြားစွာပြောင်းလဲဆွမ်းငင်နိုင်စေသော ဆွဲအားများဖြစ်ကြပေသည် နဘူးသူတယောက်သည်နဘူးနေစဉ်၌သူ၏ကိုယ်ကာယများသည်အေးဆက်နေကြောင်းထိုသူ၏မူလစိတ်ဓာတ်အာမရှိတော့ဘဲမေစိမ့်များကိန်းနေကြောင်းအခိုက်တန့်အားဖြင့်စိတ်တစဝေဒနာသည်ဘဝသို့ရောက်နေကြောင်းထိုမေစိမ့်များကိန်းအောင်နေခြင်းတွင် ခန္ဓာကိုယ်တစ်ခုလုံးတောင်းရင်နေကြောင်းထိုအချိန်စကားပြောနေတော်လဲမိမိဘာပြောသည်ကို လုံးဝမသိကြောင်း လေးလာသိရှိရပါ၏ ထိုအကြောင်းချက်များကိုသိပ္ပံဤကြကြလေ့လာပါကမတိသိမ့်များကိန်းအောင်နေသောအချိန်ဟု ခေါ်ဆိုရမည်ဖြစ်သည်မတိစိတ်သည်တတိလစ်နေခြင်းတစ်မျိုးဖြစ်ရာဆရာငယ်သူများအဖို့အခိုက်တန့်အဖြစ်ဝင်ရောက်တတ်သောတဘာဝဖြစ်ကြောင်း သူတည်းသည်ပညာရှင်များကဖော်ထုတ်ကြသည်ကို လေးလာမှတ်သားမှုပေသည် စာရေးသူတွဲကြုံမှုသောနဂရတော်တဦးမှ မနေ့လေးမနေ့မီနတ်ဝင်ပူး၍ပေါန်တာနှခမ်းနီစိုးစေးကလေးများဖြင့်ခြေသားနေ၏မနေ့လေးနဲ့သည်ငွေရွယ်သူနှစ်နှစ်သမီးဖြစ်၍အလားပများကိုကြိုင်းနှစ်သက်သည်ဟုနတ်ယုံကြည်သူများကဆိုကြ၏ထိုစဉ်နှခမ်းနီကိုနှခမ်းပေါ်တက်တဲ့ဆိုရမှပါပြင်ပေါ်သို့တုံတုံရင်ရင်ဖြင့်ဆိုးချင်နေ၏ဘေးတွင်ရှိနေသူများက ဒီတခါမမနဲဝင်နာအရန်ပျော်နေတယ်နှခမ်းနီတွေပါပြင်ကိုပါစိုးချင်နေတယ်ဘဲဥများလဲစက်ပါတယ်စသည်ဖြင့်ပြောဆိုနေကြသည်ထိုအခါမနဲလေးဝင်သောနဂရောမှာအသက်ထွက်သွားလေတော့သည်စေယုံတို့ချက်ချင်းခေါ်ဆောင်၍ပြသရာဆရာဝင်က အုံနောက်သွေးကြောပြည့်၍တည်ဆုံးရကြောင်းစစ်စစ်တွေးရှိရပေသည် နှခမ်းနီးဖြင့်ပါပြင်ထက်ကိုပါစိုးချေနေခြင်းမှာတေဖို့ရန်အကျော်ဆွဲအသက်ငင်းနေသည်ဟုနောက်ပိုင်းတွင်မှသိရပြီတော့သည်တခါကလည်းကနာပွဲတစ်ခုတွင်ရှမ်းနဲ့ဝင်၍ဓာကကနေစဉ်တရိုးကျွတ်ထွေဘေးမှနဂရတော်တဦး၏လက်မျိုးကိုဓာသားဆိုင်ဝင်ပြီးတေဘွဲဝင်ခဲ့ရသည်ကိုကြုံခဲ့ဘူးပေသည် နိုင်ငံခြားသားတဦးနဂနာဘွဲကြီးစုလေလာစဉ်နတ်ဝင်တဲ့တဦးကနန်ကရိုင်းကျွဲနဲ့ဝင်နေသည် ထိုနိုင်ငံခြားသားကကောက်ချက်ချလိုက်ပုံမှာအော်ငကိုးခွေတဲ့မြန်မာလူမျိုးတွေရဲ့အမိဖမျိုးရိုးအစဉ်အဆက်မိရိုးဖလာတွေဟာ တလိမ့်ဆန်ကျွဲတွေများလားဟူသက်တဲ့နဂနာဘွဲများတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့်မလျောက်ပတ်သော မြင်ကွင်းများမှာ38မိနှစ်ရုပ်များ၏အလဲတွင် ဗုဒ္ဓဖျားရှင်ကိုထားလျက်ဗုဒ္ဓဖျားရှင်ဤရှေ့တော်မှောက်တွင်နကနတ်ပူးရင်အရက်သေးစားပလင်းကြီးပလင်းငယ်မျိုးစုံဖြင့်တောက်စားမူရခြင်းရုံရင်ကြမ်းတမ်းသောဖေတော်မောင်တော်ပုရုသဝါစာစကားများ ပြောဆိုသည်အာဟိန္ဒာတရားနှင့်စမ်းခြင်းသည့်ဒုဒ္ဓများဖြင့်ခြုံရွယ် အုံမိုးစီးခုတ်ခြင်းနဂရသောသူမိမများနှင့် ယောက်ျားမဟုတ်မိန်းမမဟုတ်သူတို့၏ကာမတဏှာကို ဖိတ်ခေါ်သည် PDD အကြည့်များ အပြောများ ထို့ပြင်ကာမေသူမိစ္ဆာစာရကံကိုဖြောင်ကြကြကျူးလွန်သည့်မင်းကြီးမင်းလေးနှင့်မင်္ဂလာဆောင်သည်ဆိုသည့်လौကျန်လီဆယ်မှုများ အစာရှိသည့်ဖြစ်ရများ ဖြစ်သည်ဖျားရှင်ကို ရှေးတွင်ထားလျက်ဖျားရှင်မနှိမ့်သက်သောတားမြင့်ပိတ်ပင်ထားသောလौရက်များကို ာယကံဝစီကံမနောကံများဖြင့်မိကုံရံကုံကျူးလွန်ပေါင်မသောပွဲကြီးများဖြစ်ကြောင်းမျက်မြင်အားဖြင့်လေးလာတွေ့ရှိရပေသည်စီရတော်အရှင်ဩဘာသာဘီဝင်သာနိုင်ငံတော်တန်ခါနာယကဒုတိယဥက္ကဋ္ဌစီရတော်ဖုရားပြုစုတော်မူသည့်သုတေသနတမ္မာမဂ္ဂင်ကပညာကျမ်းတွင်ဖော်ပြထားသည်ကိုတင်ပြရင်ဤကုန်းချုပ်လိုက်ပါသည် ဖျားကိုကိုွယ်စည်းကတဲ့ဘုရားဘာသာအမိခံသူတယောက်ကကိုကိုကိုွယ်စည်းကတဲ့ဖျားရဲ့ယုံကြည်စရာလိုရင်းဖြစ်တဲ့ဂုံတော်ကျေးဇူးတော်တကိုယ်စွမ်းအင်တတိတော်တို့ကိုပညာရှိဆရာသမားများထံမှ သင်ယူကာကြာဘူးနာဝမှတဆင့်တက်ပြီး ကိုပိုင်ဉဏ်နှင့်ကြာကြာနာနာဝေဖန်ပိုင်းခြားကအမှန်တည်းဖြစ်အောင်လုံမထားနိုင်သေးရင် ပြောတိုင်းကြုံကြုံတိုင်းလိုက်ခိုင်းတိုင်းလို့ဗုဒ္ဓဘာသာအစစ်မဟုတ်ဘဲလူပြောသူပြောနဲ့ယုံနေတဲ့နတ်ဝိဇ္ဇာဘိုးတော်ပထမံအထက်ဆရာကြီးတို့ပါရောနှောထားတဲ့ရောဤရောရာရံဝါးဝါမှုံပြပြကပြဗုဒ္ဓဘာသာဖြစ်နေတော့မှာပေါ့တခါကြီးတို့ရေဓမ္မရန်ဒီ1996ခုနှစ်နိုဝင်ဘာလအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ပိုင်းဆက်မှာပြန်ဆောင်ကြမယ်နော် 怎么，买欧某吧，行。